ယ်ဒီမှာလူငယ်တွေဒီကောင်နဲ့နည်းနည်းမှတ်တမ်းတင်နေနေတာဒီလူလဲဒီကောင်ကြီးအကမဆူထုံးတဲ့အတိုင်းပေါ့ကျမင်းမရသေးလားရရင်သူမတတိယောက်ကတ်တော့အောင်မယ်အေးကဲဆိုဒီတန်ကတ်တဒီမှမင်းလဲဆိုဒီလိုနဲ့နိဗ္ဗာန်နတ်တသစ္စေယောဟောတုဘုရားမှုရှိတော်အရိယာတန်ဃာတော်တို့အာဒီမှန်၍နိဗ္ဗာန်အကျိုးငါဘုရားမှာရှင်ဘုရား ်ဒက်အစ်စ်ဒက်ပတ်တီတုံချမ်းပြန်တာမျိုးတမစ်တူလိုအပ်တော့သူနဲ့တုံးသွားတယ်ပြည်သူမျိုးဒီကချောင်းအောင်မှာကြာအဲဒီကမလေးတို့ဆိုအောင်ဒီဘူရိုရလို့ရနော်အော်ယောကင်းအောင်အေးအေးတော်ရညာမဟုတ်လူတိမှဆိုတဲ့လူရအများကြီးတချို့ကလူချင်းနဲ့ဘုံမရိုက်တယ်ဆိုပြီးတော့အေးနော်အရင်နဲ့ချတော့မင်းငါအေးစီပြောမယ်အေးအေးဟုတ်ဘုံနဲ့အတူတာရှင်နာပေါ့လေအင်း ဝိဝရဏတိလိတ်တာအိသံဝုတ္တမသာယိနောသတ္တာရောဓမ္မာဝတ္တန္တိအာယုဝနောသုခံဖလံအလားအတော့နတ်တုကအဲအလိုပေါ့ဘုံမရှိတော့လူသွန်ရတာပေါ့ကဲသမီးအောင်မြင်ပါသေးနော်ဒီကျမ်းမောင်လည်းနေနော်အေးအေးကဲထိုင်ရမင်းငါပြောမလို့ကဲပြောရင်ဒီနိုင်ငံမှာရှိတဲ့လူငယ်တွေအတွက်တန်ပြောနိုင်တာလေးတွေပြောသား ကျုံတော့ဆရာတော်ဘုရားကျုပ်ဥပမာဆရာတော်ဘုရားရင်နဲ့ဂျုံလေးတဲ့ခါမျိုးပြောတယ်ပြောတာရှင်နေရတော့လက်လိုက်လေးလေးနဲ့လူပန်းစီရှင်ပါဘုရားဘာလို့ဆိုတော့တပြောလို့ဟိုဟာဒီ time မှာဆိုတော့ဟိုဒီကဤကိုဥပမာဆရာတွေဖုံးဖို့ဟိုဟာကူးယူဆိုပါလေဘယ်လိုဘုရားဟုတ်ပါဘူးကျုံတော့ကျောင်းရဲ့ဒီမှာတော့လူတွေကူးမိရတဲ့ခါကျတော့ကိုယ်လေးဝမ်းသာပြီးတိပြရတယ်အဲ့မင်းဘယ်ရတာတော့ပြီးတော့တောင်မကဘင်းရရှိတောင်ရရရှိတင်ပါဘုရားဟောရရရှိပဲရွာတော့နေကျော်ဘုရားနေနေကျော်အခုဒီမှာရောက်တာအဆင်ပြေလား ပါဘုရားလုတ်တန်နေဒါပေမဲ့ဘတ်ပြောက်တဲ့ကိစ္စလေးတော့ပြောစမ်းမော်လူငယ်တွေဘတ်မပြောက်အောင်ဘယ်လိုဆက်ဆံရမလဲဘယ်လိုပြောက်အောင်ဆိုဗျာဘယ်လိုပဲဥပဒေကြီးပေါ့စီဗီအောင်မကြည့်နေရဗျာနောက်ဆိုဒီမှာလည်းတော်တော်ကပဲစင်းနေရိုက်ဖို့ဆိုတာတော်နေမလွယ်ဘူးဗျာသူတို့ဖွင့်နေရှင်ရောရနေရှင်ကောင်းတယ်ဗျာဟုတ်အေးဟုတ်ပြီပြီးတော့ရောက်နေတာအရေးတလာရဲ့အမှုနဲ့ဆိုတော့နည်းနည်းတော့တော်သေးဗျာဒါပေမဲ့ခုနောက်ပိုင်းကြောက်လေဗျာအနှစ်ကြာတော့လေဟွန်းခက်ခဲရတော့အများကြီးရှိရောဗျာတားရဲ့နာမည်ကတားနာမည်ကျော်စင်လက်ဗျာကျော်စင်လက်အေးဟုတ်ပြီ ောကြတာလူကငါနဲ့မင်းနဲ့ကတွေ့ဆုံညောငါနဲ့လူငယ်သိစေချင်တာတချို့တော်မောတွေရဲတွေကလည်းအဲ့လိုလိုပဲလူငယ်လူလဲတွေဆိုရင်ဟာရာဘတွေပြေးပြီးတော့ဖမ်းတယ်ပေါ့ကွာသူလက်ကြားနဲ့ညှပ်ပြီးထည့်ပြီးဒီမှာတွေ့ပြီးဆိုဖမ်းဖမ်းတာဟာရှိပါတယ်ဗျာအဲ့ဒါလူတွေကအဲ့အဲ့ဒါတွေကလူငယ်တွေဘလို့လုတ်တင်တယ်ပြောအဲ့နဲ့တွေ့တော့ငါတခါလူတွေကပြီးတော့လည်းပြီးတော့လည်းမလုတ်ပါဘူးခင်ဗျာတော့ဆက်လက်မှာပါဘူးပြီးတော့အခု ရင်ကတော့တော်တော်များများအားနဲ့တွေ့ပြီးတော့တပြိုင်တည်းမတော်ဘူးခင်ဗျာဒါသူတိတယ်မင်းမျက်နှာလေးကြည်သွားတယ်အရင်ကတော့မျက်နှာရဲပြီးတော့အဲချွေးစည်းတွေပြန်းနေတယ်အခုဖုံဖုံနဲ့တွေ့ပြီးဖုံဖုံမင်းကိုဆုံးမလိုက်တဲ့စကားထက်မြက်တယ်အောင်မြင်တယ်အခုမင်းဒါငါနဲ့မင်းနဲ့သစ္စာဆိုတာပဲမင်းတောက်တဲ့နေ့နေ့မင်းသိပဲငါတောက်တော့ငါငါ့စီနာငါဆုံးဖြတ်ချက်တရားဒါပဲကဲကောင်းပြီဒီနေ့ငါကမှပြန်ပြီးတော့မတော်ပါဘူးခင်ဗျာတော်ပြီဘဝမှာအောင်မြင်မှုလူတယ်ထက်မြက်ဖို့လူတယ်တို့တူတူရဘဝကိုအလျားလိုက်ခဲ့နေခဲ့ပြီ တောင်းပြီးသားသူပြတ်သွားပြီဆိုရင်သူများလည်းပို့ပြီးတော့ခိုင်းပါတယ်။အဖုံမအဲ့တော့ကြိုက်တယ်။မတောင်းတဲ့လူမတောင်းဘူး။ဒါပေမဲ့အတုံးချတတ်အောင်တောင်းရမှာ။တို့တွေကရက်ကိုအကြိုက်တောင်းပလိုက်တာ။ရက်ကိုအတုံးချတောင်းရမှာ။တကယ်အစင်းနှင်းမြင်လာရက်တစ်ဖက်တည်းနဲ့သိန်း100လောက်တန်းတဲ့ရက်မျိုးတောင်းရမှာ။ဟုတ်လားတစ်ခွက်တည်းနဲ့တစ်သက်အသက်သေးသွားမယ်ရက်မျိုးမတောင်းနဲ့။နော်။အားကြောင့်လဲဆိုတော့ကံမိုးရှိလာအစင်းနှင်းမြင်လာတစ်ခွက်တစ်ခွက်3သိန်း4သိန်းလားတစ်ပတ်တစ်ပတ်တည်းနဲ့3သိန်း3သိန်းတန်းပြီးတော့မင်းရဲ့အဲဘုန်းကလည်းတိန်ထောင်ကြီးချမ်းသာတဲ့လူတယောက်ဖြစ်သွားမယ်။ တိတ်ခရီချီးပြီးချမ်းသာမှာဟုတ်တယ်မလားခဲအဲ့တော့ကပြောအောင်တော့မင်းကအတွေ့အကြုံလဲတော်များနေပြီဆိုတော့မြန်မာအမရောက်နေတဲ့အဲထိုင်းကိုရောက်နေတဲ့မြန်မာလူငယ်လေးတွေတပ်ပါတွေပြောကျင်တယ်ပြောကျင်တယ်ဗျာဟုတ်ပါဘော